နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကခိုင်းနယ်မှာနေဆက်တောင်ရင်းမြစ်တလျှောက်မှာရှိတဲ့စစ်တပ်လက်အောက်ခံ KNL ကြားဆောင်တပ် BGF နဲ့ KNU KNLA PC ဂိမ်းများကိုစစ်ဆေးဖြတ်စည်းတယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားတော့လဲတကယ်လက်တွေ့မှာတော့နေဆက်ကုံသွေးရေးဂိမ်းများဟာဆက်လက်ပြီးတော့လဲပတ်နေဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်တောင်ရဲမြေကမ်းတစ်လျှောက်မှာတရားမဝင်ဂိမ်းများဖွင့်လှစ်ပြီးတော့အကြမ်းဖက်လက်နက်ကိုင်းအဖွဲ့များကငွေကြေးများကောက်ခံပြီးပြည်ပကနေတရားမဝင်ပစ္စည်းများတင်သွင်းတိုးလောင်ဖြန့်ဖြူးခြင်းလျောင်း ဆောင်ရွက်လျက်ရှိရာစစ်တပ်ကအဲ့ဒီဒေတာများကိုပြန်လည်ထိန်းချုပ်ပြီးဖြစ်ရာဖွင့်လှစ်ထားတဲ့ကုန်သွယ်ရေးဂိတ်များနဲ့ကုန်ပစ္စည်းတိုးလောင်ပြန်ပြူးနေတဲ့အဆောက်အုံများကိုဖျက်ဆီးရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ချင်းရှိကြောင်းစစ်တပ်ကဝါဒဖြန့်တရင်ထုတ်ပြန်ထားပါတယ်စစ်တပ်က BGN နဲ့ KNU KNLA PC ဂိတ်တွေဖြစ်တဲ့ မြောက်ရီမြို့အမှတ်9ရပ်ကွက်မှာရှိတဲ့35 gate ဒေသအခေါ်အောက်ပါဝါ gate 2ကိုပွဲရောက်ဆစ်ဆီးပြီးတော့အလျားပေ120အနံပေ60အမြင့်25ပေရှိတဲ့ Tanfering ဥတ်တသုံးမိုးတုတ်ကပစ္စည်းတုံလောင်ယုံအားဖယ်ရှားရှင်းလင်းခဲ့တယ်လို့ပြောပါတယ်16 gate ကြောက်ဖြာ gate ကပေါ်2 gate 14 gate 8 gate 8 gate ခွဲ9 gate ဒေသခေါ်အောက်ပါဝါ gate 18 gate ဒေသခေါ်နေဆုံးမြ gate 73 gate ၃ည gate နဲ့30ခွဲ gate ဒေသခေါ်ကိုသုံးလုံးဂိတ်တို့ကိုရှင်းလင်းဖြတ်စည်းခဲ့ကြောင်းစစ်တပ်ကဝါရဖြန့်သတင်းထုတ် ပြန်ထားပါတယ်။ဒါအပြင်တောင်ရင်းနဲ့တခြားမှာရှိတဲ့ကင်းစကန်နဲ့ဆက်နစ်ဂိတ်ကင်းစကန်၃၁၄ဂိတ်ကင်းစကန်၁နဲ့ဂရန်မြဝတီဂိတ်ကင်းစကန်၅တို့ကိုတွားရောက်ဆစ်ဆဲရှင်းလင်းခဲ့တဲ့အပြင်ဂိတ်စကားအဖြစ်ကနေဖြတ်သိမ်းထားတဲ့တဖမ်းပင်ဂိတ်၊တဲပုံဂိတ်ကြောက်တန်းဂိတ်နဲ့မာမီဂိတ်တို့ကိုလည်းစစ်ဆေးရှင်းလင်းမှုများဆောင်ရွက်ခဲ့တယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်စစ်တပ်ကသတင်းထုတ်ပြန်ထားတာကတော့ ဂိတ်တွေကုံသွေးရေးဂိတ်တွေကိုရှင်းလင်းနေတယ်ပေါ့တကယ်ကကိုတော်အသေးလောက်ကိုပဲအဖြတ်ပြပြီးတော့သူတို့ရှင်းပါတယ်ပေါ့နှစ်ဖက်ညှိပြီးတော့အဖြတ်ပြပြီးလိန်နေတာတကယ်ကအခုအချိန်ထိကိုဂိတ်တွေက BGF နဲ့ KNU KNL PC ကထိန်းချုပ်ထားတော့မှာပဲဥပမာဆိုရင် BGF gate တွေဖြစ်တယ်14 gate 73 gate 30ခွဲ gate တွေဆိုရင်လဲလဲပတ်နေသေးပဲ PC gate တွေဖြစ်တယ်19 gate ကြောက်ဖြာ gate ကပေါ်2 gate တွေနေဆိုးမြ gate တွေဟာလဲသူ့အနေနဲ့သူလဲပတ်နေတော့မှာပဲ အဲ့ဒီဂိတ်တွေကကြားပြန့်ဂိတ်တွေလေညနေဆိုရင်ဒီကောင်တွေကစီတဲ့လူတဲ့လုံနေကြတော့မယ်လို့ကရင်စီရဲသတင်းရင်းမြစ်ကပြောပြထားပါတယ်။လက်ရှိမှာစစ်တပ်နဲ့ BGF KNU KNL PC DKBA တို့ကြားမှာညှိနှိုင်းမှုများနဲ့နှစ်ဖက် KK ပတ်ကိုဟန်ပြဖြိုခွင်းပြခြင်းတောင်ရင်မြစ်တစ်လျှောက်မှာရှိတဲ့ကုန်သွယ်ရေးဂိတ်များကိုဟန်ပြဆစ်ဆဲဖြတ်စည်းမှုများလုံးဆောင်